မင်္ဂလာပါရှင်ဆီယမကျူရဲ့ကျမိုက်တပင်ဆိုတဲ့စာအုပ်လေးကိုဆက်လက်ဖတ်ပြပေးသွားပါမယ်ရှင်ဒီနေ့ဖတ်ပြပေးသွားမယ့်အပိုင်းလေးကတော့အပိုင်း73ဖြစ်ပါတယ်နားဆင်ခံစားပြကြပါအောင်ရှင်အခန်း15မင်းရဲ့ကိုယ်နဲ့တော်တော်ဆက်နေနော်နောက်ထိုင်ကောင်မသူမရဲ့စကားထန်တူတူကြောင့်ကျွန်တော်ကတိကအောင်ဖြစ်သွားပြီမိမိအလုပ်သမားကို ဘယ်တော့မှလောကဝယ်စကားမပြောတော့သူမသည်ပြောမဲ့ပြောတော့တကယ်ကိုကြီးကိုယ်တာအတွင်းကြကြဝေဖန်သည့်စကားပါလားမင်းတီလားတရိတ်ဆိုင်ရလေးတကကားပေါ်မှာပါလာတယ်လို့ပဲဟာကြည်စံမိုက်ဆိုင်လိုက်လားတနော်မမျောလင့်ထားတော့စကားမျိုးပြောပြီးသူမကတစ်ချက်ရင်မောပါသည်သူမ၏ရေတန်နဲ့အပူလောကဝတ်စကားတန်ကိုကျွန်တော်ကြားကျင်နေတော့လေဤစကားမျိုးဤရေတန်မျိုးမဟုတ်ပါ ဖောင်းငင်းနဲ့ဒေါ်ပွားသွားတော့ကြာကားလက်ကင်မင်းကိုမလို့အပ်ပဲတင်းကျက်နေအောင်ဆုတ်ထားမိသည်ကိုတတိထားမိရကြပြီကွာမပြောနဲ့ဘာမပြောနဲ့ပြောလိုက်ရင်မင်းနဲ့အကြီးကျယ်ချဲရတော့မှာသို့တော့ကျွန်တော်စိတ်ကမနေနိုင်ပါ sorry andy အဲ့ဒီတော့ကျွန်တော်မလုပ်ပြရမလဲခင်ဗျာအင်ကြီးဘိုးတစုံယူလာရမလားအလုတ်ကထွက်ရမလားအန်ဒီဖြစ်စေချင်တာဖြစ်ရပါစေမယ် သူမအပြုံးမပြောက်သေးပါ။အင်းဒီလိုလောက်ကအဲအဲရှင်းနာမှာကရလိုက်။ခဏကျွန်တော်အံ့ဩမှုတဝက်ဒေါသတဝက်နဲ့ရိတ်ကိုစောင့်နှင်းပြလိုက်သည်။သို့သော မာစီရီကသည်မြိတ်ကလေးထိုးရက်သွားပါသည်။ဆယ်မိနစ်ဆောက်။သူမသည်ကျွန်တော်ကားတကားဖွင့်ပေးကိုမဆောက်ဘဲသူမဘာသာဖွင့်စင်းသွား၏။ ။သူမကားပေါ်မှာမရှိတော့မှကျွန်တော်စီရီယာရင်ပြီးကိုလက်တီးပြည့်ခက်ဆက်ဆက်ထူချလိုက်သည်။တေးလိုက်ပါလားကွာ။ဓာတ်တဲ့စော်ကားတဲ့စကားမျိုးမပြောတတ်တော်ဘူးလား။ကျွန်တော်သူမကိုဆက်လက်တီးခံတင်သလား။၅မိနစ်တွင်သူမကားစီတို့ပြန်လာနေသည်။သူမလက်ထဲတွင်စတိုးဆိုင်တစ်စိမ်ရိုက်စက်ကူရဲ့ခတ်သေးသေးလေးတစ်ခုပါလာ၏ကျွန်တော်အောက်တက်တက်နေတကားဖွင့်ဆင်းလိုက်ပြီးကားတစ်ဖက်သို့လျှောက်သွားကား ူမအတွက်နောက်ခံတကာဖွင့်ပေးလိုက်ပါသည်။သူမကားထဲမဝင်မီကျွန်တော်အားစက်ကူအိတ်ကိုလှမ်းပေးသည်။ကျွန်တော်နှဲငယ်များပေအယူတည်မပေးဘဲလှမ်းယူလိုက်၏။သူမကားထဲဝင်မီတကားပိတ်လိုက်တော့ကျွန်တော်စက်ကူအိတ်ကိုခံရရကားထဲဝင်လိုက်ရပါသည်။အဲ့ဟာရင်မွေးပလင်းမင်းတို့ကျွန်တော်သူမကိုတက်တက်ကြည့်လိုက်မိသည်။ကိုစီလုံလုံတဲ့ချိန်တိုင်းအဲ့ဒီရင်မွေးကိုမင်းသုံးခဲ့ပါ။ ျွန်တော်ဘာလုပ်ရမယ်မသိကျေးဇူးတင်စကားပဲပြောလိုက်ရမလားရန်စကားပဲပြောလိုက်ရမလားစက်ကွေဖွင့်ပြီးရင်ငွေပလိမဲ့ထုတ်ကြည့်ရင်ကောင်းမလားအလိုချင်ဦးအဲ့ရင်ငွေလဲစွမလာနိုင်ဦးလို့ပြောက ပြန်ပေးလိုက်ရကောင်းမလားဝေခဲမရဖြစ်နေ गाय သူမကကားမောင်းရတတိပေးလိုက်တော့ကြောင်းစက်ကူဘူးကိုဘေးခုံမောချလိုက်ရပါသည်ညာရှင်းနိုင်အခန်းလေးရဲ့ပြန်ရောက်တော့မှာ ကျိုးဘိုးအိတ်ထဲမှလွေထားသည့်ရေမွေးပလင်းကိုထုတ်ကြည့်လိုက်ရသည်။လှပသောပလင်းကလေး။စာကြောင်းများသည်အင်္ဂလိပ်စာများနှင့်တူတော်လဲအင်္ဂလိပ်စာမဟုတ်ပါ။ပြင်သစ်စာများဖြစ်ရန်တူပါသည်။ကျွန်တော်ပလင်းလေးကိုသဘောကျစွာနမ်းကြည့်လိုက်သည်။စိတ်ထဲမှာတော့လက်ဆောင်ပစ္စည်းတစ်ခုရလိုက်တယ်လို့ပျော်ရွှင်သွား၏။သို့သောတရိတ်ဆန်နှင့်အနိုင်ခံလိုက်ရသောကိုနန်းကိုတတိယသည့်ခါမှာတော့ရင်ထဲမှာပူလောင်သောဒေါသကို နောက်တစ်ကြိမ်ခန်းစားလိုက်ရပြန်သည်တန်ရဲ့လားဒီရေမွေးဝယ်ပေးတဲ့ဂယုဆိုင်မှုနဲ့ပပဆက်ဆက်အနှင်ခံရတဲ့မျက်နှာငယ်အားငယ်မှုကထိုက်တန်ရဲ့လားကျွန်တော်ရေမွေးပလင်းအားစပွဲပေါ်စောက်ချပြလိုက်သည်ခဏကြာတော့ကျွန်တော်တယောက်တည်းအတန်တွက်ရေမောနေပြီးပြန်လေသည်အခန်းစချောက်ကျွန်တော်ဒီသူမမရှိနိုင်မှုပင်ဖလိုက်တခြင်းများကိုခက်ကြဲကြဲဖွင့်ရင်မျက်စိမိတ်ကစိတ်နဲ့မိန်နေမိသည် ူမသည် plain flight အဖွဲ့ကိုနှစ်တန်အတူပါသည် pink flight အဖွဲ့၏တခြင်းများသည်ကျွန်တော်တို့တည်ဆိုဖို့ခက်ခဲသောကြောင့်အခုအဖွဲ့အနေနဲ့လက်ရှောင်ထားခဲ့သည်အခုကျွန်တော်တို့၏ TY အခုယခုတော့ကျွန်တော်သည်အခု၏တကယ့်ပြင်ရလူဖြစ်နေပြီအခုအဖွဲ့သည်ဘန်ဒလေးတွင်တော်တော်နာမည်ကြီးသော TY တစ်ခုဖြစ်နေပြီထိုချိန်၌ကျွန်တော်သည်အခုမဟုတ်တော့ပေယခုဆိုရင်ကျွန်တော်ဒီအခိုးတာမကအ ကျွန်တော်ဂီတာလေးနဲ့ပဲမတက်ဆိုင်သူဖြစ်နေပြီ။ညနေနိုင်ဆိုတော့ချိန်ဒီအဆောင်ခန်းချင်းချင်း၌ဂီတာကြီးရမတင်တော်တော့ကြောင့်ဖြစ်သည်။ချို့ပြင်ကျွန်တော်ကိုယ်တိုင်ကအိမ်ပြန်ရောက်ရင်ရေချိုးရမနေမျိုးလုံးဖွင့်ထားရလောက်ပြင်မနှွမ်းနေနေပြီ။တခါတခါရေစရာမတုံနိုင်ပဲအိယာကိုယ်တို့ပြင်လဲချပြီးနောက်ကျော်အောင်မှလက်လက်တုပ်ဘွားခိုးလို့ခုလို့နေနနက်၈နာရီထိုးတည်တီတချို့လေအိပ်ပျော်သွားတတ်သည်။ တတီတီနဲ့အဆက်မပြတ်ဆူညံတဲ့ကြောင့်ထိုင်ကုန်နောက်ကုန်ပေါ်ကြောဆက်မိနေရမှဂျုံငင်းနဲ့မှတ်ထိုင်လိုက်ရသည်ဘာတယ်လဲနောက်ထိုင်ကုန်ကခုကြာမှရှိနေသည်ဆယ်လူလာဖုန်းရဲ့အတန်ဖြစ်သည်အော်သူမတယ်လီဖုန်းယူဖို့မေ့လျော့သွားပြီဖြစ်သည်ကျွန်တော်ဘာလုပ်ရမလဲမကြားချင်အောင်စောင့်နေရမလားမဖြစ်သေးပါကျွန်တော်နောက်ဖက်ရှိဖုန်းကိုဆွဲယူလိုက်ဟုတ်ကဲ့အမိတ်ရှိပါ တပတ်မှတန်သည့်အင်္ဂလိပ်စကားတန်ဖြစ်သည်အလွန်ဝဲပြီးမြန်သောအင်္ဂလိပ်စကားတန်ကျွန်တော်နည်းငယ်ထိရစွာစကားပြောရပါသည်ဖြည်းဖြည်းကျေးဇူးပြုပြီးဖြည်းဖြည်းပြောပါခင်ဗျာတပတ်မှရောက်ကြတန်ကဖြင်းလေးစွာပိသားစွာပြောပြပါသည်သူမရှိနေဘူးကျွန်တော်နားလည်ရသည်သူမနဲ့တိုက်ရိုက်စကားပြောလို့သည်ဂျာမနီမှဆက်နေခြင်းဖြစ်သည်ကျွန်တော်သူမရှိနေမိတိုက်ခန်းကိုမောကြည့်ပြီး ုံနောက်ချောက်သွားသည်ဖုန်းနံပါတ်ပြောပြပါခင်ဗျာခဏနေသူမပြန်ဆက်နိုင်ပါလိမ့်မယ်တစ်ဖက်ကပြောသောဖုန်းနံပါတ်ကိုကျွန်တော်လက်တွင်ရေးလိုက်သည်နိုင်ဝတ်တွင်ပြန်ဆက်ပါဟုတ်ကဲ့ခင်ဗျာကျွန်တော်ကားထဲမှထွက်လိုက်ပြီးပလက်ဖောင်းမှာခောက်ထုတ်ခောင်းပြန်ရှောက်၍အချိန်ဖြုန်းနေရလေသည်သူမတက်သွားသည်မှာနှစ်နာရီကျော်နေပြီနိုင်ငံသားတို့ဖုန်းပြန်ဆက်ရဆိုဒီမှာကျွန်တော်ဘူးတူရာရတိရတယ်လို့တော့ တော်တော်ခက်ခဲပါသည်အချိန်မိနစ်20ထက်ကြာသွားသောအခါတိုက်ခန်းကိုမောကြည့်ပြီးတူတူလေးဆဲရီလိုက်မိသည်မပြောပဲထားရင်လေမမီရဲ့အပြစ်ကဖြစ်အောင်မယ်သူစိတ်မလာလို့သွားပြောရင်လေအလုပ်ပြုတ်ချင်ပြုတ်နိုင်သည်ဘာကိစ္စတွေအရေးတကြီးလောက်ကင်နေလို့ဒီလောက်အချိန်ကြာနေပါလဲဟေ့ကမတွေးနဲ့မတွေးကောင်းဟောအားနာစရာကျွန်တော်တက်ပြေးတစ်ချက်ချလိုက်သည့်အချိန်တိုင်းရင်းထဲမှာတော်တော်ကြီးချက်ခဲနေပါလားဟု ခံစားမိသွားသည် ထို့နောက်ကျွန်တော်သည်သူမ၏စိတ်ငှားဤဆက်သောမျက်ဝန်းများကိုမြင်ရောက်လာ၏သူမျက်ဝန်းများသည်ထိုကောင်ကိုကြည့်သည့်အခါမှာတော့အေးပြေကုန်ပါပါကျွန်တော်တောက်တစ်ချက်ခောက်လိုက်မိသည်ခဏကြာတွင်ဆယ်လူလာဖုံးကိုကောက်ကင်ကလေကားတက်များတိုင်းပြေးတက်သွားမိတော်သည်ငါးတက်မြောက်ညာဘက်ခန်းထဲရောက်တော့ကျွန်တော်မောဟိုက်နေသည်တကားမခောက်မီအခန်းထဲမှာအတန်တခုခုကြားရမလားဟုမလုံမလဲနားဆင်မိသည် ပြန်ကောင်းထောက်မစွာဘာတမ်းမှမကြာရပါကျွန်တော်အတန့်အောင်ရေတကားကိုအตาရခောက်လိုက်သည်အဲ့ဒီလေဖြက်ပြက်ပြက်တန်းယောနီနီဇော်ရဲ့ဒရိုက်ဘာပါစကားတန်ခတ်တူတူကြာရပြီးနောက်တကားပွင့်သွားသည်တကားဝမှာအရက်ထောင်တော်မှာမှမျက်နှာကျဉ်ကျဉ်နဲ့လူတယောက်မတ်တည့်ရနေသည်ကျွန်တော်သူ့ထံမှာမျက်နှာလွှဲပြီးတယ်လီဖုန်းနဲ့စာရွက်ကလေးတစ်ခုကိုရောကန်၍ပြန်ပေးလိုက်သည် ဂျာမနီကဖုန်းလာတာမိနစ်30ရှိသွားပါပြီ။နာယူကတွင်ပြန်ဆက်ပါလို့ပြောလို့ဒေါ်နီနီဇော်ရဲ့ရှေ့နေလို့ပြောပါတယ်။သူလူကနောက်ဘက်ခလန်လန်တို့လှမ်းကြည့်သည်။မမဇော်ကားထဲကသွားဆောင်နေအုပ်စု။သူမအတန်ကိုသာကြားရပြီးလူကိုမမြင်ရပါ။ကျွန်တော်ဘာကြောင့်မှမသိဒေါ်သားနဲ့ဝမ်းနေမှုကိုတပြိုင်နက်တည်းခံစားရကလှေကားကိုတတိုင်းတိုင်းပြေးစင်လာခဲ့သည်။ငါတောင်းကြည့်ပြီး အလုတ်ဖြုတ်ခြင်းနဲ့ဖြုတ်ကွာရုပ်ကွာကြာကူလီရုပ်တစမ်းမှစက်တီရှိရဲ့ရုံမဟုတ်ကျွန်တော်ရင်တလက်လက်တုံလာတဲ့ပြေကားရဲကမန်းကတန်းဝင်ထိုင်ကမျက်လုံးတွေမှိတ်ထားလိုက်မိသည်ဟိုတယ်မှာစပွဲလို့လောက်ရတာထက်တောင်စိတ်ပင်ပန်းလာပါလားကားတံမိုးကကြည်လွန်လို့ကားအရက်အစုပ်ဘေးဝဲရာကိုဂယုတဆိုင်ကြည်ရထင်ရသည်မှလည်းအသက်ပင်ဝဝမရှိရတာကြပြီရတော့ငွေ၃000 ။ဒီကြားထဲကအလုရှင်စော်ကားစာဝေဖန်စုပ်မှုတွေခံရသေးသည်။နောက်ပြီးခုလိုတိမခံနိုင်သည့်နာကြီးမှုများ။ကျွန်တော်စိတ်ထဲမှာအားရပါးရဆဲပြစ်လိုက်ခြင်းတွင်လေကားစီမှာခန့်မြန်ဆင်လာတော့သူမကိုမြင်လိုက်ရသည်။ကျွန်တော်သူမကိုထွက်မကြောပါ။ကားတကားကိုအောက်စစ်မခွင့်မီပဲနောက်ဘက်သို့ကုကုကိုင်းကဖွင့်မိလိုက်သည် အလုံးမပြုတ်အောင်ဖားနေသည်ဟုအထင်မှန်ရခြင်းမှာဥမာစံနဲ့စော်ဝင်ထိုင်ပြီး တကားကိုအရှည်ပြဲစွာပိတ်လိုက်သည်အုပ်စုကျွန်တော်ဒီတည်ငြိမ်သောမျက်နှာချပြည့်ပြင်စင်လျက်သူမကိုခက်ဆောင်းဆောင်လှည့်ကြည့်လိုက်ပါသည်သူမ၏နှက်မှောင်သောမျက်ဝန်းများသည်ဒေါသဖြင့်အယောင်တစ်ဖြက်ပြက်လက်နေ၏မင်းငါနောက်ဆုံးချိန်တတိပေးလိုက်မယ်အဲ့ဒီလီကားကိုဘယ်တော့မှမတက်ခဲ့ပါနဲ့ဘာအကြောင်းကိစ္စနဲ့မှမတက်ခဲ့ပါနဲ့ကြားတယ်နော်သူမ၏ဒေါသမျက်ဝန်းများသည်အလွန်လှပါကြောင်း ကျွန်တော်အံ့ဩတကြီးတွေ့မြင်လိုက်ရသည်ဘယ်တော့မှမတက်လာရဘူးဟုတ်ကဲ့အခုကျွန်တော်အင်ပြန်ပို့ပေးရမလားခင်ဗျာအေးမနောက်ကိုအဲ့ဒီတိုင်ကန်ကျွန်တော်ကိုလိုင်းမပို့ခိုင်းပါနဲ့ဗျာထို့နောက်ကျွန်တော်သူမအမိတ်မရပဲကက်ဆက်ကိုအခြေကြီးဖွင့်ပြလိုက်သည်ခဏကြာတော့မမျော်လင့်စွာပင်သူမထံမှရေတံတက်တဲ့ကိုကြားလိုက်ရပါသည်အခန်းဆက်ခွန် ထောက်ဝင်းဝင်းမှာကလေးကရုံငန်းတိုက်ခန်းရှိမှာရက်ဆောင်နေတော့သူမကိုမြင်ရသည်။သွားပြီ။ကျွန်တော်သူမ၏ဥပဒေသားတစ်ခုကို ချိုးဖောက်မိတာသူမမိသွားပါပြီ။ကျွန်တော်သူမခြံအလုပ်ဝင်လာသည့်နှစ်လကြာကာလတွင် သူမ၏ကားကိုကျွန်တော်ကိုရေးခေါ်တာအတွက်တစ်ခါမှမတုံးဘူးပါ။ယခုလိုသူမမပါဘဲစီသွားထည့်ရင်းကြာတဲ့နေ့ချင်းတည်းပို၍မကြစီခဲ့ပါ။ယခုတော့နိုင်ဝက်လောက်အချိန်ပိုဖြုံးမိသွားပြီဖြစ်သည်။ ကျွန်တော်တို့ဘောင်းမီတစ်ချဲတော်ဝဲမိခိုက်မှာမှသူမအလိုရှိသည့်အချိန်နဲ့ကြုံကြရတော့သည်ကျွန်တော်ထိတ်ခနဲ့တုံလောက်ကသူမရုံငန်းရှိနိုင်ကားရက်ပြီးကမန်ကနန်ဆင်းလိုက်မိသည်သူမသည်ရောဒါကိုထင်းစုံမရတော့မျက်နှာထားဖြင့်ကျွန်တော်အားတင်းမာစွာစိုက်ကြည့်နေသည်မင်းဘာဖြစ်လို့ဒီလောက်ကြာနေရလဲအုပ်စုနောက်လည်းဘာမှမပြောပါလားသူမတန်ကခက်တူတူသို့တော့ထိုတန်လေးတွင်ခါးသီးမှုပြပါဝင်သည် ကျွန်တော်ခေါင်းညွှန်ရေးတောင်းပန်လိုက်သည် Sorry Annie အန်ဆိုရန်စတိုးဆိုင်တကူကိုခဏဝင်လိုက်တာပါ Annie ရုံးစင်ရင်လည်းလူသေးတာနဲ့မင်းမအဲ့ဒီခွေရင်မရှိဘူးကားပြန်လှည့်ထားပြီးငါ့ကိုခေတောင်းမိမှတက္ကစီနဲ့သွားနိုင်တာပဲငါဘာလို့အမှန်တိုင်းပြောမိတာလဲတကယ်ဆိုမိပွိုင်းတစ်ခါမိနေလို့လို့ဖြေလိုက်ရင်ပြီးတာပဲဟုတ်ကဲ့ခမညနောက်တစ်ခါကျွန်တော်ဒီလိုမဖြစ်စေရပါဘူးမင်းကိုပြောလိုက် နောက်တစ်ခါဖြစ်စီအောင်နောက်တစ်ခါဖြစ်စီအောင်နဲ့ဘယ်နှခါရှိနေပြီလဲကွာကျွန်တော်အန်ကျိတ်ထားလိုက်ပေမဲ့မယားစိတ်နောက်တို့စကားတဲ့ငါချက်ချင်းလိုက်သွားသည်ကျွန်တော်ဒီတစ်ခါပဲကားတုံးမိပါသေးတယ်အန်ဒီပြောရင်ကိုကိုညှက်ကိုင်းကသူမဝင်နိုင်ရင်နောက်ခံတကားကိုဖွင့်ပေးရန်ဟန်ပြင်လိုက်သည်မတုံးရအောင်မင်းတုံးဝင်မရှိဘူးဒီကအပေါ်စားကားလည်းမဟုတ်ဘူးကွာကျွန်တော်မျက်ခနဲ့အောက်သွားတော့ကြောင် ကားတကားကိုခတ်ဆောက်ဆောက်ဖွင့်ပေးလိုက်မိသည်ထိုချိန်တွင်သူမ၏လက်ဘွားတစ်ဖက်ကျွန်တော်ဘာပြင်သူရိုက်ချလိုက်ခြင်းဖြစ်သည်ဒီများအတီဖြစ်သွားလိမ့်မည်ဟုမထင်ခဲ့သောကြောင့်ကျွန်တော်မရှောင်နိုင်ပါရိုက်ချက်ကတိတ်မပြင်းလာပါခက်ဆက်ဆက်ခံစားလိုက်ရုံသာဖြစ်သည်သို့တော့ကျွန်တော်တကူလုံးရှိသည်မျှသူတွေအကုန်ပုတ်ပွက်ဆူသွားပါသည်ကျွန်တော်ပြုံးကနေကိုယ်ကိုမက်ကသူမဘက်ဒေါသတကြီးလှည့်လိုက်မိသည်အေးမှလူတွေအများကြီးရှိနေသည် သူတို့အားလုံးကျွန်တော်တို့ပြိပခါကိုစောက်ကြည့်နေခဲ့သည်ချိုသည့်သည်ကျွန်တော်မျက်လုံးကိုပြာဝေသွားစေသည်ခင်ဗျာ ကျွန်တော်နှကန်းတွေထုံကျင်လာပြီးအတန်မထွက်တော့ပဲစွန့်အားသွားပါသည်ထို့နောက်ကျွန်တော်တောက်တစ်ချက်ခတ်သူတို့ခောက်လိုက်သည်တော်ပြီဒီလောက်ဆိုတော်သည့်မီကျွန်တော်သူမကိုစိတ်ကုန်လာပြီသို့တော့လူရှိမှအကြာကြီးအရက်ခွဲမခံနိုင်သည့်အတွက်ကားမောင်းသူနေရာမှာပြင်းပြစွာဝင်ထိုင်လိုက်သည် နောက်ခံမှသူမက နေသားမကြမီကားတကားပဲပိတ်ရမပြီးသေးမီကျွန်တော်ကားမောက်ထွက်လိုက်ပါသည်ကားကလေးသည်မြားတစ်စင်းလိုပင်ကြမ်းတမ်းစွာပြေးနေသည်ဖြည်းဖြည်းဟိတ်ကောင်ဖြည်းဖြည်းအခုခုထိခိုက်မိဝင်ဒုက္ခကျွန်တော်အန်တင်းင်းကျိလျက်စိတ်ကိုရှော့ချပြလိုက်ရသည်ဤကားတစ်စုံတရာဖြစ်လို့ကျွန်တော်ယော်ရမည်ဆိုရင်ကျွန်တော်ထောင်ထဲရရောင်းနာရှိမည်သိန်း20 30တောင်ငွေသည်ကျွန်တော်ဤတက်ဘာလုပ်တွေပဲလုပ်လို့တည်တည်ထိရှာဖွေနိုင်မည်ဝင်မဟုတ်ပါ ျွန်တော်ဒေါသကိုခက်ခဲစွာမြှချပြနေမိသည်။နောက်ကြည့်မှမှတစ်ဆင့်သူမကိုမကြည့်မိအောင်လဲထိန်းချုပ်နေရသည်။သုံးနာငွေသုံးနောက်တွင်ကျွန်တော်အစော့ကားခံလိုက်ရလိမ့်ခြင်း။ဘူတာကြီးမှအထင်းသမားလှုပ်စင်ရာကျွန်တော်ဒီလိုအစော့ကားမခံခဲ့ရပါ။ရားတဲ့ငွေနဲ့မထိုက်တယ်လိမ့်ခြင်း။အဲခုံဖွင့်လိုက်ပါ။လေတဲ့မမဆက်ဆက်ကနင်းနေမှမရော့သေးပါလားကျွန်တော်စိတ်ထဲကကြိတ်ပြုံးလိုက်ပြီးမကြားရအောင်ဆောင်နေလိုက်ပါသည် အခုကြရစားပြီးခမားကျုပ်ဘာမိတ်မှပေးလို့မရတော့ငားလေလိုက်ကျွန်တော်ခမားရဲ့ကြုံဖြစ်ကနေအပီးပိုင်နှုတ်ထွက်လိုက်ပြီးခမားဘာတက်နိုင်သေးလဲအံ့ဩစရာကောင်းဒီကသူမသည်နောက်တစ်ကြိမ်ထပ်မခိုင်းတော့ပါသူမအလုံးဖြစ်သွားသည့်ကိစ္စကိုသူမကိုယ်တိုင်သဘောပေါက်သွားရောပေါ့သူမအိမ်ဝင်းနဲ့သူတားကိုချုပ်ခွေဝင်လိုက်တော့ခါကျွန်တော်စိတ်တွေလွတ်လပ်ပေါ်ပါသွားသည်သို့တော့စင်ဝင်ရောက်ရည်တကားဖွင့်ဆင်းလိုက်ချိန်တွင် ကျွန်တော်ထိငနေစိုးရိမ်သွားသည့်ခံစားချက်ကိုတတိထားမိသည်အနက်ပြားစားပြီးမင်းလာစရာမလိုတော့ဘူးဟုပြောလိုက်မှကိုမခံနိုင်သည့်ခံစားချက်ဖြစ်သည်သူမအဲ့လိုမပြောရအဲ့စကားကိုကျွန်တော်ကပြောရမှာမို့ဖြစ်သည်သူမထိုင်နေရနောက်ခံပေးကိုကျွန်တော်ရှောက်လာတော့လေသူမအတွက်ကားတကားလုံးဝမဖွင့်ပေးလိုက်ပါကျွန်တော်ကိုသူမတခုခုမပြောနိုင်မီကျွန်တော်သူမကိုအတိပေးလိုက်သည်ကျွန်တော်လှုပ်ထွက်လိုက်ပြီး ထို့နောက်ကျွန်တော်ခြာကနေလှည့်ပြန်လာခဲ့သည်နောက်တစ်ပိုင်းကိုဆက်လက်ဆောင်ရွက်ပေးကြပါအောင်ရှင်အဆုံးထိနားဆင်ပေးခဲ့ကြသူတဦးတယောက်ချင်းစီကိုကျေးဇူးများကြီးပဲတင်ပါတယ်ရှင်